အာဖဂန်နစ္စတန်နိုင်ငံမှာလက်ရှိတာလီဘန်အစိုးရဟာထူးထူးခြားခြားတွေတော်တော်လေးလုပ်နေတာ အလုံးအသိဖြစ်မှာပါထူးထူးခြားခြားတွေလုပ်တယ်ဆိုတာကလူ့ခွင့်ရေးချိုးဖောက်မှုတွေအများအပြားလုပ်နေတာပဲဖြစ်ပါတယ်တာမန်အပြင်ကမ္ဘာနိုင်ငံတည်တည်မှာဘာမှအရေးမပါတဲ့ကိစ္စတွေကိုတာလီဘန်မှာပုံကြီးချဲ့ပြီးတော့လှုပ်ဆောင်နေပါတယ်ဥပမာပြောရရင် အမျိုးသမီးတွေပန်းခြံတွေစူပါမားကတ်တွေတွားခွင့်မရှိဘူးလို့ပဲ ရုပ်ရှင်မကြည့်ရဘူးလို့အဲ့ဒီလိုကိစ္စတွေကိုလုပ်နေတာဖြစ်ပါတယ်။နောက်ပြီးတော့ခုကောင်မတွေထူချာတာလီဘန်မှာတဲ့စစ်တွင်ကစားနီကိုပိတ်လိုက်တယ်တဲ့။တာလီဘန်အာနာပါနီဟာအာဖဂန်နစ္စတန်တဝမ်းမှာစစ်တွင်ကစားနီကစားမှုကိုတားမြစ်ပိတ်ပင်လိုက်ပါတယ်။အင်မတန်ထူချာပေါ်ရာကိစ္စပါ။တာလီဘန်တို့ရဲ့အာဂလာကြီးကတောင်ဝင်ရှိသူတို့ကပြောလိုက်တာဖြစ်ပါတယ်။ဒီစစ်တွင်ကစားနီဟာလည်းတာလီဘန်စိုးရရဲ့ကျင်းဝန်းဆိုင်ရာဥပဒေအောက်မှာတရားမဝင်တဲ့ လောင်းကစားအရင်းမြစ်တစ်ခုဖြစ်တယ်တဲ့ဒါကြောင့်နောက်ထပ်တစုံတရာအစိုးရဘက်ကထုတ်ပြန်မှုမထမ်းမချင်းစစ်တွင်ကစားခွင့်ကိုအာဖဂန်နစ္စတန်မှာလုံးဝပိတ်ပင်ထားမယ်လို့ဆိုပါတယ်တာလီဘန်အစိုးရဟာ2021ကအာနာယာတော်ပြီးနောက်နိုင်ငံတွင်းမှာတင်းကျပ်တဲ့ဥပဒေတွေတမျိုးပြီးတမျိုးချမှတ်ထားပါတယ်ပြောရမယ်ဆိုရင်တော့ရှာရီယာအစ္စလာမစ်ဥပဒေမှာစစ်တွင်ကစားနည်းကိုလောင်းကစားနည်းလမ်းဖြစ်ယူဆပါတယ် လောင်ကစားမှုကိုအကျင့်ကောင်းပြန့်ပွားစေရင်လည်းမကောင်းမှုတားဆီးရေးဥပဒေအရတားမြစ်ပိတ်ပင်ထားတယ်လို့တာလီဘန်အောက်ကစားရေးဦးစီးဌာနမှပြောရင်းဆိုခွင့်ရှိသူကဆိုပါတယ်စစ်တွင်းရဲ့အောက်ကစားနဲ့ပတ်သက်ပြီးဘာသာရေးဆိုင်ရာစင်ကျင်သုံးသပ်မှုတွေရှိတယ်လို့သူကပြောပါတယ်အဲ့ဒီစင်ကျင်သုံးသပ်မှုတွေကိုင်းတွဲဖြည့်ရှင်းလို့မပြီးမချင်းစစ်တွင်ကစားနေကိုအာဖဂန်မှာဆိုင်းငံ့ထားမှာလို့ဆိုပါတယ်။အမျိုးသားစစ်တွင်ဖက်ဒရေးရှင်းဟာနှစ်နှစ်ခန့်ကြာတရားဝင်ပွဲတွေကိုကျင်းပထားခဲ့ခြင်းမရှိကြောင်းလည်း ခေါင်းဆောင်မှုပိုင်းဆိုင်ရာပြဿနာတချို့ရှိခဲ့ကြောင်းလည်းဆိုပါတယ်ပြီးခဲ့တဲ့နှစ်များအတွင်းတရားဝင်မဟုတ်တဲ့အလို့သဘောစစ်တွင်ပြိုင်ပွဲတွေလက်ခံပြုလုပ်ပေးခဲ့တဲ့ကပ်ဘူးမြို့မှာ coffee sign function ကစစ်တွင်ကစားမှုမှာလောင်းကစားမှုတစုံတရာပါဝင်ခြင်းမရှိပါဘူးလို့ညင်းဆိုပြီးတခြားဒီမွတ်စလင်နိုင်ငံအများစုမှာလည်းစစ်တွင်ကစားနေကိုပဲကစားကြကြောင်းမှတ်ချက်ပြုပါတယ်အခုအာဖဂန်မှာတာလီဘန်ဆိုရဲ့ဆိုင်းငံ့တောင်မြင့်မှုကိုလေးစားလိုက်နိုင်ရမှာဖြစ်ပေမဲ့ဒါဟာ စစ်တွင်ကစားနေကိုနှိမ့်ချခုံမှုတွေအတွက်တော့တော်တော်လေးကိုစိတ်ထိခိုက်ဖွယ်ရာကိစ္စပဲလို့ပြောပါတယ်